မင်္ဂလာပါကလေးတို့ရေဒီပက်ပြောပြမယ့်ပုံမြင်ကလေးကတော့တတိကြီးဥက္ကစီဆိုပြီးပုံမြင်ကလေးပဲဖြစ်ပါတယ်ကိုယ်တတိကြီးဥက္ကစီဟူးရှိရှိတုန်းကပေါ့ကိုယ်ရစကြိုမြို့နေတိတ်မဝီးလာတယ်တက္ကရာဆိုတဲ့ရွာကြီးမှာငွေတွေသိမ်းပေါင်းများစွာချမ်းသာတယ်တတိကြီးတူရှိတဲ့အဲ့ဒီတတိကြီးရဲ့နာမည်က ကောတိယလို့ခေါ်တဲ့ကွေဒါပေမဲ့သူဟာတတိယဂုံပုနဲ့မလိုက်အောင်ပဲအမတန်မှကစီနေလုံးလို့လူတွေကတတိကြီးကိုတတိကြီးဥက္ကစီလို့ပဲခေါ်ကြတာပေါ့ကွေအဲ့ဒီတတိကြီးဟာပစ္စည်းဥစားရီတလောက်တောင်ကျေဝချမ်းသာပြီမဲ့လေကစီနေရမှာတော့ရှာမှရှာပဲသူတပါးကိုပီကန်ဖို့လှူဒန်းဖို့ဆိုတာအသာထားသူကသူတော်မှာ သုံးရက်မစားရနဲ့ပတ္တရာတဲ့သူပေါ့ကဲဘလောက်တောင်ဆိုးလိုက်တလေနော်တတိကြီးရဲ့အိမ်မှာတတိကရောကြီးနဲ့အင်သူအင်သားတွေအလုသမားတွေဆိုရင်လေမငဲ့ယူတမဲပဲမှုရွှေချောင်းပြောင်ပြောင်ဝင်းကောင်နေရရှာတယ်အရာကြောင့်မို့လဲအမတန်ချမ်းသာတဲ့တတိကြီးဥကေစီရဲ့စီစဉ်ဥစားရီဟာတောက်လူတုံးလို့မရတဲ့ပင်လေတွေကစားငင်ရည်တွေတပွဲဖြစ်နေခဲ့လေတဲ့ ဒီလူနေ့တနေ့မှာတော့တတိကြီးဟာဘီမင်းမြဲ့ရဲ့အမိတော်ကြောင့်နင်းတော်ရဲ့ကိုအခါစားဝင်ရတယ်။နင်းတော်ကအပြန်ရွာလန်းတနေ့ရအရောက်မှာတော့လမ်းဘေးမှာမူစီကျော်တဲ့တယောက်ကိုအမတ်မတင်သူလှမ်းတွေးလိုက်တယ်။တတိကြီးကမူစီကျော်တဲ့ကိုလှမ်းကြည့်နေတော့မှပဲအလုသမားတွေဟာမူစီကျော်ရီကိုအားရပါရဝဲပြီးပလုပလောင်စားနေကြတယ်။မုတ်သေးထံက ုတ်စီကျော်နဲ့နေဟာတတိကြီးကိုမှုစားခြင်းစိတ်တွေတပွားပွားပြစ်လာကြတာပေါ့ကွယ်။ဒါပေမဲ့ဝေစားလိုက်ရင်လဲပစ္စံကုံသွားမှကိုတွေးမိပြီးမဟုတ်ဝေမစားဖြစ်ပါဘူး။မကြခင်မှာပဲမုတ်ချီကျော်နဲ့နေကြောင်းတတိကြီးပိုက်ထဲကအစာအိမ်ဆောင်ပူလေးတွေကဂလိထူလာကြတဲ့ခါမှာတော့တတိကြီးခမညာမနေနိုင်မထိုင်နိုင်ဖြစ်ပြီးဥရလာတာပေါ့ကွယ် အတလူမူစားခြင်းစိတ်တွေဟာအငဲမရဖြစ်လာတဲ့အခါမှာတော့သူကဒီလိုတွေးတဲ့။ဦးဘာပဲဖြစ်ဖြစ်ပတ်စံကုန်ကြီးလည်းကုန်မစီတော့ဒီမုန်းစီကြော်တွေကိုတော့ဟာသေးငါဝယ်စားလိုက်တော့မေး။အတလူတထေးကြီးကကျင်းဝါမိလေတဲ့။ဒီလူနဲ့နောက်ဆုံးမှာတော့တထေးကြီးဟာမုတ်ဝင်စားဖို့ဆုံးဖြတ်လိုက်ပြီးပတ်စံထုတ်ဖို့ပြင်လိုက်တယ်။ အဲ့ဒီချိန်မှာပဲတတိကြီးရဲ့ကစင်းနေတဲ့စိတ်ဟာရုတ်တရက်ဝင်လာပြန်နေဟာမဖြစ်သေးပါဘူးဒီလိုဆိုငါငွေတွေအများကြီးကုန်သွားမှာပေါ့အိမ်ရောက်တော့မှပဲစံကျန်းနဲ့ပုံတွေအများကြီးကြော်ခိုင်းတော့မယ်ဒီလိုဆိုရင်ငွေကုန်နေနေပြီးပုံတွေလည်းအများကြီးအားရပါရစားနိုင်လိမ့်မယ်လူတွေ့တဲ့ဒီလူနဲ့တတိကြီးဟာနောက်ဆုံးမှာတော့အိမ်ရောက်အောင်တိခံလိုက်ပါဦးမယ်လို့ ကိုစစ်ကိုကိုချော့သိပ်ပြီးခတ်တုတ်တုတ်ပဲအိမ်ပြန်လာခဲ့တော့တယ်ဒီလေဦးနဲ့အိမ်ရောက်လာတဲ့အခါမှာတော့အလုသမားတွေကိုခေါ်ပြီးမုတ်ကြော်ဖို့ပြင်ခိုင်းလိုက်တယ်ဒီအခါမှာလဲတတိကြီးရဲ့ကစီနေတဲ့စိတ်ကဝင်ပြီးနှောက်ရလာပြန်လေရောအင်းလုသမားတွေကိုမုတ်ကြော်ခိုင်းတာတော့ဟုတ်ပါပြီဒါပေမဲ့ငါစားနိုင်ရင်အလွန်ဆုံးမုတ်နှစ်ချက်သုံးချက်ရဲ့ သူတို့တွေကမုတ်အများကြီးကြော်ပြီးဝိုင်းစားကြရင်ငှငွေတွေအများကြီးအလဟတ်တကုံရော့မေလူတွေးမိပြန်တာပေါ့ဒီလူနဲ့ပဲငွေကုံမှကြောက်ပြီးတတိကြီးရဲ့မုတ်စားခြင်းနဲ့စိတ်ဟာနေရွှေညရွှေနဲ့တနေ့တစ်တနေ့ပူပူပြီးကြီးမထွားကြင်လာတဲ့မုတ်စီကြောကူစားခြင်းနဲ့စိတ်ကြောင့်ပဲတတိကြီးဟာတနေ့တစ်ခြားပိန်ချုံကြလာတယ် စိတ်မရွှင်တော့ပဲလူလဲမလန်းနိုင်တော့ဘူးပေါ့တပြေးပြေးညှို့နှံချက်တွေလာကဂရင်ပေါ်မှာဘုံဘုံလေးပါလေရောတဲ့ကွယ်တတိကြီးဒီလိုဖြစ်ဖြစ်ခံစားနေရတဲ့ပုံကိုရိတ်မိရသူကတော့တတိကတော်ကြီးပေါ့သူကတတိကြီးကိုမရမကမင်းမြန်စုံစမ်းပြီးအဖြစ်မှန်ကိုသိရတဲ့ခါမှာတော့အိုးအရှင်တတိမင်းရှင်ဟာအတော့ကိုစီရင်မွေးတည်နေလို့လား ဒါလီများဖြစ်နေလိုက်တာတော့ဒီနေ့မှာပဲအရှင်သတိမိနဲ့တရွာလုံးကလူတွေစားလောက်အောင်ကျမမှုကြော်ပေးပါမယ်။ဒီလူတတိကတော်ကြီးရဲ့စကားကိုလည်းကြားရောတတိကြီးဟာမျက်လုံးမျက်စံကြီးပြုတ်ကျေသွားပြီးမူးမီသွားမတက်အောင်မနှဲထိန်လိုက်ရတယ်။အမလီအမလီရှိမဟိမင်းချမ်းသာရင်းဆိုတာငါသိပါတယ်။ဒါပေမဲ့ငါငွေတွေကိုတော့တခြားသူတွေအတွက်နှမ်းစစ်တချမ်းတောင်အတိမခံနိုင်ပါဘူး။ လူပြန်ပြောလိုက်တဲ့တတိကတော်ကြီးကတတိမင်းရေဒီလိုဆိုရင်လေရှီမီသားစုနဲ့အင်းဒီချင်းတွေအတွက်ပဲကြော်လိုက်မယ်လေဒီခါမှလေတတိကြီးကဒီမရှင်မမင်းမလောက်တော့ရဲ့ရောတလေးဆိုတာငါသိရဲ့ဒီအင်းဒီနာချင်းနေနေရောငါနဲ့ဘာများပတ်သက်နေလို့လေသူတို့အတွက်လေငါမချွေးနိုင်ပါဘူးဒီမရှင်မမုတ်စားချင်တာငါတယောက်သေးပဲဒီတော့ဘသူတို့အမှပူကြော်နေနေတော့ ငါ့အတွက်မုတ်တစ်ချက်နှစ်ချက်ဆိုရပြီအဲ့လိုပြောပြီးတတိကရောကြီးကိုမုတ်ကြော်ဖို့ခွင့်ပြုလိုက်တဲ့တတိကရောကြီးလည်းတတိကြီးလိုကြတယောက်စာမုတ်ကြော်ဖို့အတွက်ဘသူမှမသိအောင်စီမံရတော့တာပေါ့ဒါကြောင့်တတိကြီးနဲ့တတိကရောကြီးတို့ဟာတခြားသူဘသူမှမသိအောင်သူတို့အိမ်ခုနှစ်လွာရဲ့အပေါ်ဆုံးတက်ကိုတက်ပြီးအောက်ထက်ကတကားတွေကိုအလုံးပိတ်ကတိတ်တိတ်လေးခိုးပြီးမုတ်ကြော်ကြတဲ့ ီလိုနဲ့မုတ်ကြောလို့သုံးလေးချက်ပြီးသွားတဲ့ခါမှာတော့တတိကြီးကနောက်ဆုံးမုတ်ချက်ကြီးကိုကြော်ခိုင်းနေတဲ့။ဒီတစ်ချက်ပြီးရင်အာရပါရစားဖို့အတွက်ကြော်နေတဲ့မုတ်ချက်ကြီးတွေကိုအနာကနေတီတီကြားပြီးတတိကြီးဟာတိုင်ကြည့်နေတယ်။အဲ့ဒီချိန်မှာပဲမမျော်လင့်ပဲဗဒင်းတကားဝမှာဘွားကနေဆိုရဟန်းတော်တစ်ပါးကစွန့်ခင်ရက်ခါပေါ်ထွက်လာခဲ့တယ်။ ခန်းတော်ကိုလှဲ့မြင်လိုက်ရတော့တထေးကြီးခမားဗက်ဆက်အဟောင်းသားနဲ့အံ့ဩသွားတာပေါ့ဘသူမှမသိအောင်တကားတွေအလုံးပိတ်ပြီးခုနှစ်ထပ်တိုက်ပေါ်မှာမုတ်ကြော်ကမှအခုလိုရဟန်းတစ်ပါးကိုတွေ့လိုက်ရတော့သူလုံးဝမယုံနိုင်အောင်ဖြစ်သွားတာပေါ့ကွယ်အဲ့တလူတထေးကြီးစီဇယင်စီပြီးကောင်းငင်ခီးနဲ့မုတ်လူခန်းကြော်လာတဲ့ရဟန်းတော်ကတော့တခြားသူမဟုတ်ဘူးတကူရာမှာအကြီးမြတ်ဆုံးဖြစ်တဲ့မြတ်စွာဘုရားရဲ့လေဝေးရန် အရှင်မောက်ကလေးမထေမြတ်ကြီးပဲဖြစ်တယ်။မထေမြတ်ဟာအလွန်တရာကစီနေတဲ့တထေးကြီးရဲ့ကစီနေဝိယုံလွာကြီးကိုခွာချပေးနိုင်ဖို့အတွက်ဒီနေ့ကိုမှရွေးပြီးကြွလာတော်မူလာခြင်းပဲဖြစ်တယ်။အဲ့ဒီချိန်မှာပဲစိတ်နှောက်ရှက်ရမ်းဖြစ်သွားတဲ့တထေးကြီးကတော့အရှင်ဟန်ဒီကိုဘာလာရှုပ်ပါလဲ။ဒေါသနဲ့လှန့်အောင်ပြောလိုက်တဲ့တထေးကြီးရဲ့ကြုတ်လေးတင့်လို့ပဲမုန်းစားခြင်းလို့ပါ။ အိုးယဟန်တင်းအိမ်မက်မက်နေတော့တင်းအတွက်ဒီမှာမုတ်တဖဲစားတော့မရှိပါဘူးတင်းဟာတင်းတကိုးအစွန်းနဲ့ဇံပြန်ပြီးဒီကိုလာနိုင်ရုံမကလို့တင်းတကိုးနဲ့အခိုးလျံနေလွင့်ထုတ်လဲမုံတော့စားရမှာမဟုတ်ပါအဲ့တလူတထေးကြီးရဲ့စကားကိုကြားလိုက်ရတဲ့ခါမှာပဲအရှင်မြတ်ကတကိုးအစွန်းနဲ့အခိုးလျံနေကိုအခန်းပြစ်လွင့်ထုတ်လိုက်တဲ့ကွယ် ချက်ချင်းဆိုသလိုပဲမုံကြော်နေတဲ့တခန်းလုံးမှာ အခိုးလျံတွေလွှမ်းမိုးသွားခဲ့တယ်။ဒီတခါမှာတော့တထေးကြီးကထပ်ပြီးအရှင်ယဟန်သင်ဟာအခိုးလျံတွေလွှတ်ယုံမကလို့မီးလျံတွေလွှတ်လဲမုံစားရမှာမဟုတ်ပါဘူး။ဒီတခါမှာလေတထေးကြီးပြောတဲ့အတိုင်းမီးလျံတွေကိုလွှတ်ထုတ်လိုက်ပြန်တဲ့။ခန်းလုံးပြီးမီးတောင်မီးလျံတွေကိုမြင်ရတဲ့အခါမှာတော့တထေးကြီးလေးမယားဟာအယမ်းပဲထိတ်လန့်တုန်လှုပ်သွားပါလေရော။ ဒုက္ခပါပဲဒီဟန်တကူကြောင့်ငါတခဲလုံးမိထောင်နေမှဖြစ်ငါလည်းမုတ်တစ်ချက်မှမစားရပဲဒုက္ခတွေ့ရတော့မယ်သူကပုတ်သေးသေးလေးတစ်ချက်လုံးပြီးခက်မြမြပေးလိုက်ပါမယ်လေအတလူတို့ပြီးတတိကရောကြီးကိုပုတ်အသေးဆုံးတစ်ချက်ကလေးတစ်ခုအမြန်ကြော်ခိုင်းလိုက်တဲ့ကွယ်တတိကရောကြီးကလည်းမုံနဲ့နည်းနည်းလေးထည့်ပြီးမုတ်တသေးလေးတခုကြော်လိုက်တယ်။ကြော်နေတော့မှပဲအဲ့ဒီမုံဟာအေးရမမုတ်ချက်ကြီးဖြစ်သွားတဲ့ကွယ်။ ဟာဒီဘုရားသိကြီးလွန်တာပဲပေးငါဟာငါကြောမယ်မင်းဖယ်နေဆိုပြီးတတိကြီးဟာသူကိုယ်တိုင်မုတ်တခုကိုထက်ကြော်ပြန်လေတယ်တတိကြီးကိုယ်တိုင်ကြော်ကားမှအဲ့ဒီမုံကစောစောကမုတ်တဲ့ပိုးပြီးကြီးသွားပြန်တဲ့ကွယ်ဒီလိုနဲ့မုတ်တီတီလေးကိုရွေးကြော်လေးပုတ်ကြီးကြီးတွေဖြစ်သွားနေတယ်တောင်းနေမှာမုံတွေဟာအယံကိုညလာတော့တာပေါ့ကွယ်နောက်ဆုံးမှာတော့တတိကြီးဟာစိတ်မရှိနိုင်တော့ပဲလက်လျှော့ပြီးမထေမြက်ကို မှုချက်ကြီးတစ်ချက်ကက်လူခမ်းလိုက်တယ်။တတိကရောကအရှင်မြတ်ကိုကက်လူဖို့မုတ်တစ်ခုကိုဆွဲထုတ်လိုက်တဲ့အခါမှာတော့မုတ်အားလုံးဟာတောင်းနေမှာကြံမနေသလိုအကုန်လုံးပုတ်ကပ်ပြီးလိုက်ပါလာကြတယ်။တတိကရောကြီးလည်းမုတ်တစ်ချက်ကိုဘလို့မှဆွဲခွာလို့မရပါဘူး။တတိကြီးကပါဝင်ပြီးနှစ်ယောက်အားနဲ့ခြေကန်ပြီးဆွဲခွာကြရင်ထွီတီတီကြမောဟိုက်လာကြတယ်။သူတို့အလူရွေးကောင်းကောင်းနဲ့ဆွဲခွာကြပြီမလဲ မုံတောင်းလေးကမုံတွေကတော့တစ်ချက်နဲ့တစ်ချက်မခွဲမခွာပဲပူကဲပြီးဖက်တွေ့နေကြမြည်လီဒီလူနေနောက်ဆုံးမှာတော့တတိကြီးခမညာမုတ်ဆွေးခွာရတာကြောင့်အရန်ကိုပင်မဲနှွဲဟိုက်လာပြီးမုတ်စားခြင်းစိတ်တည်းလဲချက်ပြောင်းငပြောင်းပြက်ကုန်တော့တာပေါ့ဒါကြောင့်အမတန်စိတ်တက်ကြသွားပြီးကဲရှမကြီးဒီရဟန်းကိုမုတ်တောင်းလုံးသာအကုန်လှုပ်လိုက်ပါတော့ကိုလူပြောလိုက်ရှာတယ် ဒီတစ်ခါမှာတော့အရှင်မြတ်ကတထေးကြီးတို့လေမယားကိုအလှဒါနရဲ့အကျိုးတရားနဲ့အတူယတနာမြတ်သုံးပါးရဲ့ဂုံကြီးစုတွေကိုဟောကြားလေတော်တည်းကိုတရားတော်ကိုနာပြီးတဲ့အခါမှာတော့တထေးကြီးဟာမထေမြတ်ကို အလုံးမဲ့ကြည်ညိုလေးမြတ်ပြီးရှ िख ုခရော့လိုက်တယ်။ပြီးတော့ထထန်ွှင်လန်းတဲ့စိတ်နဲ့ပဲအရှင်မြတ်ကိုမုတ်စီကျော်တွေကိုလှူဒန်းတော်တည်းကို အရှင်မြတ်လည်းတထေးကြီးရဲ့မုံလေးကိုတုံးဆောင်တော်မမူပဲမြတ်စွာဘုရားနဲ့တန်ခါတော်တွေကိုကက်လူဖို့တိုက်တွန်းပြီးတထေးကြီးနေမယားကို တကိုးနဲ့ဇီတဝင်းเจ้าတော်ကိုခေါ်ဆောင်သွားခဲ့တယ်စီတဝင်းချောင်းတော်ကလည်းရောက်ရောတတိကြီးလီမယားဟာမှုနှွေးကိုမြတ်စွာဘုရားနဲ့တန်ဃာတော်ရဲ့အားလုံးကိုဆက်ကဲလူရန်လိုက်ကြတယ်။ ြီးတော့လာလာသမျှ every day နဲ့ခီးသွာ ခီးလာတွေကိုပါအဲ့ဒီမုံနေနဲ့အခင်ကျွေးမွေးလှူဒန်းကြပြန်တဲ့အဲ့တလူလှူဒန်းကျွေးမွေးကြပြီမဲ့လဲအဲ့ဒီတောင်ထဲကမုံနေဟာကုန်ကန်းရော်နေသွားတဲ့ရေလူကိုမရှိဘူးရော့သွားတဲ့နေရာတိုင်းဟာပြန်ပြန်ပြီးပြည်လာမြေဖြစ်နေတဲ့ကွယ်နောက်ဆုံးမှာတော့မြစ်စွာဘုရားထံခွင့်ပန်လျှောက်ထားပြီးတထေကျူးဥက္ကစီလူတန်းနဲ့ မကုန်နိုင်တဲ့မုံတွေကိုရေအိမ်ထဲမှာစွန့်ပစ်လိုက်ကြရလေတယ်။အာလုံးပြည်ဆုံးသွားတဲ့ခါမှာတော့မြတ်စွာဘုရားထံကတရားတော်ကိုနာကြားရပြီးတထေကြီးဥက္ကစီတို့ဇနီးမောင်နဲ့ဟာအဲ့ဒီနေ့ကစလို့နောက်နောက်မှဘေသောခါမှကစီမနေတော်ပဲသောတာပန်အရိယာကြီးတွေဖြစ်သွားကြတော်တည်းကွယ်။ကဲတထေကြီးဥက္ကစီပုံမြင်ကလေးကတော့ဒီလောက်ပါပဲနော်။ နားဆင်သူကလေးတို့လေးတရားပြောရှင်သောနေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေကွယ်။